ဂျော့စ်ကေဟာဆာမာဒာချီလီဘဘာအကြောင်းမသိဘူးဆိုတာမင်းသေးချာလို့လားအေးတို့ကဖုန်းနဲ့ပဲစကားပြောမှုရတယ်မင်းကသူ့ကိုယုံနေပေါ့သူ့ကိုမင်းနှိပ်စက်ကြည့်ပြီလားဟာဆာမာဒာသိရဆိုရင်ချီလီဘဘာအခုချိန်မှာသူ့ကိုတတ်ပြီးနေလောက်ပဲကံကြမ္မာကြောင့်လို့ပဲပြောရမလားစတန်ဥစားတွေကတယောက်နဲ့တယောက်အကြောင်းပါချက်မရှိပဲဆွဲငင်နေကြရမလို့တစ်ချိန်ကျရင်ချီလီဘဘာနဲ့တွေ့ရမှာဒါကိုချီလီဘဘာကလည်းသိရမလို့ဂျိုရာရိုရှင်းနေနေရလို့ဟာဆာမာဒာရှင်းပြနေပါတယ်ဒီကောင်ကကြောက်ကွာအခုလေကငါတို့ကိုလာချတာမဟုတ်အဲ့လိုကောင်တွေကနိုင်မှာတည်ချတဲ့အချိန်နေမှာပဲတိုက်ခိုက်ရကြတာအခုလားဆိုအဲ့လိုနဲ့ဂျိုစကေတို့ကကဖေးတစ်ခုရှိကိုရောက်တဲ့အချိန်မှာကော်ဖီတောက်နေတဲ့ခိုးကြီးကိုတွေ့လိုက်ရပါတယ်ထူးဆန်းတာကော် 飞歪可以。 ဟမ်နာနီခိုးရဆော်နေဟာဆော်လေးကခိုးကြီးကိုဒီမှာတွေးဖို့ချိန်တာအနောက်ဆက်ဖြစ်သွားတာလို့မေးတဲ့အချိန်မှာခိုးကြီးကမဖြစ်ပါဘူးလို့ပြန်ပြောလိုက်ပါဟုတ်တယ်ခိုးကြီးကမိန်းလေးတောင်းနေပါလားအဲ့ဆိုငါအတန်နေရယူကာခိုးပဲလာချိုးစကီငါတို့အနီးကပ်သွားကြည့်အောင်ခိုးကြီးကယူကာခိုးစောင်းငါချင်းနာလားပတ်စံချင်းနာလားခွေးလင်ခွေးလေးတကောင်မွေးစားချင်းနာလားအဲ့ဒါဆိုရင်အိမ်မှာခွေးလေးကောင်ရှိပြီးသားလို့ပြောနေတဲ့အချိန်မှာယူကာခိုးကအဲ့ဒါတည်းကမှမဝင်နဲ့ခိုးကြီးကိုချင်းနေတဲ့အကြောင်းပြောရလိုက်ပါတယ်ဗျာဟမ်ဘာပြောလိုက်တယ်ယူကာခိုးကခိုးကြီးကိုအရင်ချင်းတဲ့အကြောင်းနဲ့ခိုးကြီးရဲ့အကြောင်းတွေကိုနေရောညမှာစဉ်းစားနေမိရဲ့လို့ပြောရနေပါတယ်ခိုး ကြီးကအခုချိန်ကြီးဘယ်မင်းကလေးကမှသူ့ကိုမကြိုက်ဘူးကမို့လို့အခုလိုစော်ချော်လေးတယောက်ကလာဖွင့်ပြောရချိန်မှာဝမ်းသာလုံးဆိုးသွားပါတယ်ဂျိုးစကေငါဆိုတကားကအဲ့လိုပြောမခံရဘူးငိုပါနေကအခုကဆိုရလေဒါပေမဲ့တကယ်ကြီးလာခိုးစီငါတော့အန်အော်ပါကြီးကိုကြီးမှရည်စားရှိတာလို့မင်းနေယူကားကိုမရှိပါဘူးဒါပေမဲ့ဒါအတီလားစားနေရတာလို့မင်းလိုက်တော့ယူကားကအတီချစ်တာပါလို့ပြောလိုက်ပြီကိုကြီးရဲ့မျက်နှာလေးကပြုံးလိုက်ရန်ချင်းဖို့ကောင်းတယ်လို့ပြောနေပါတယ်သူပြောတာဟုတ်တော့ဟုတ်တယ်မမျက်နှာလေးလည်းချစ်စရာကောင်းပါတယ်ဂျိုးစကေကဒါပေမဲ့ကိုကြီးကသူ့လိုချစ်စရာမကောင်းတဲ့မင်းကလေးကိုမကြိုက်တော့ဘူးလို့ယူကားကပြောနေပါတယ်အဲ့အဲ့လိုမဟုတ်ပါဘူးယူကားကချစ်စရာလေးပါကွာကြိုက်တယ်လို့မြန်မြန် ြောလိုက်တော့လေခိုးရရှိအဲ့ဒါဆိုရင်သူ့ကိုမုံလာလို့ယူကာကိုကမေးလိုက်တဲ့အချိန်မှာခိုးရရှိကမုံမဘလို့ဖြေလိုက်ပြီးတော့အဲ့ဒါဆိုရင်ချစ်သားတို့မေးရတဲ့အချိန်မှာတော့ရုပ်ရည်ကြီးဆိုတော့ဘာဖြစ်ရမ်းမသိဖြစ်သွားပါတယ်အဲ့ဒီမှာယူကာကိုကထားပေါက်ပြီးတော့ဒီလောက်ထိပြောပြရအောင်ချစ်တဲ့တို့မပြောသေးဘူးလားချင်းချစ်တဲ့ပြော coffee အမောက်ချောက်ကုန်မယ်အဲ့ဒါနင်းချောင်းလို့ပြောနေပါတယ်ယူကာကိုကပြောပြီးတော့မှအသေးစိတ်ပြန်ဝင်လာမလို့ပထမဆုံးထိတဲ့အချိန်မှာဒီလိုဖြစ်သွားတဲ့တောင်းမှန်လို့ပြောပြီးတော့ထွက်ပြေးသွားပါတယ်ဟေး Josh ကခုနကတော့မနာလိုစိတ်တရားလေးလျှော့ခဏရရဲ့ဘူကောင်းလို့ဖြစ်သွားပြီဟာအေးငါ့ကိုလည်းလေးအောင်အဲ့လိုနဲ့ခိုးရရှိက coffee တောက်လိုက်တော့ coffee ရဲ့မှာသမီးတွေအများကြီးကိုတွေ့လိုက်ရပါတယ်စတန်ယူဇာတွေကတယောက်နဲ့တယောက်စွဲငင်နေဟုတ်လားယူကာကို က stand ဝင်ကြမှာဖြစ်နေမလားအဲ့လိုနဲ့နောက်နေ့မနေ့ကိုရောက်သွားပြီးတော့ကိုဝေကြီးကဂျူတီရှိရမလို့တန်ရှင်အလုံးနေတဲ့အချိန်မှာပခုံးပေါ်လက်တစ်ဖက်ရောက်လာပြီးတော့ယူကာကိုပါဆိုတဲ့တောင်ကြားလိုက်ရမလို့ကိုဝေကြီးကလမ်းသွားပါတယ်ယူကာကမနေတော့လောက်ခဲ့မိရဲ့ရိုင်းပြရဲ့ပြုမှုတွေတောင်းမဲ့လာပြီးတော့တကယ်ချင်းဆက်ပြေးချင်ရလို့ကိုဝေကြီးကိုမေးလိုက်ချိန်မှာကိုဝေကြီးကဖြစ်ရှင်တယ်လို့ပြောလိုက်တာမလို့ယူကာကသူကိုယ်တိုင်လိုလာတဲ့အင်ဂျီလေးရဲ့ကံကောင်းစီရဲ့အဆောင်လက်ဖွဲ့လေးရဲ့နေရစာထမင်းပူးရဲ့လည်းရှိတယ်လို့ပြောလိုက်ပြီးတော့ကိုဝေကြီးကပစွန်တန်ပူးကခွန့်နေပါပြီကိုဝေကြီးကစားလိုက်ကြိုက်တယ်လို့ပြောသလိုဖြစ်သွားမှာကိုစိုးဝင်နေပြီးတော့ညင်းလိုက်ပြန်လဲယူကာကိုစိတ်ဆိုးသွားမှာကိုကြောက်နေပါတယ်အဲ့ချိန်မှာဆော်လေးတွေကရောက်လာပြီးတော့ကိုဝေကြီးကအမိုက်နေပြစ်ခိုင်း င်းနေရမလို့ခိုးရှိရလိုလိုက်ရပြီဆိုပြီးယူကာကိုရှိရနေပြေးပြမိုက်ဘောကိုမားလိုက်တဲ့အချိန်မှာမိုက်တွေကပြောကြဝင်လာမလို့ခိုးရှိကတော်တော်သုံးမကြပဲလို့စော်လေးကပြောနေပါတယ်အဲ့လိုနဲ့ခိုးရှိတို့နေအောင်မိုက်တွေတွားပြတဲ့အချိန်မှာယူကာကိုကဒေါရိုက်ထွက်လာပြီးတော့စပင်တွေကလှုပ်လာပါယူကာကိုကစော်လေးနောက်ကိုလိုက်လာပြီးတော့ခိုးရှိနဲ့ဝေးဝေးနေဆိုင်လို့ပြောလိုက်တဲ့အချိန်မှာစော်လေးကအံ့ဩပြီးတော့ဒေါရထွက်လာမလို့ခိုးရှိတို့ဂျပုကိုနေမဲကြိုက်လို့ပြောလိုက်တဲ့အချိန်မှာယူကာကိုကစော်လေးရဲ့ခေါင်းကိုစပင်တွေလမ်းဆိုင်လိုက်ပါတယ်အဲ့ချိန်မှာမိုက်တွေကိုရှူထားတဲ့မိယာယူကာကိုရဲ့စပင်တွေရဲ့အစဉ်စော်လေးရဲ့စပင်တွေကိုမီးဆွဲလာမလို့ရေပိုင်ခေါင်းကြီးကိုပြေးသွားတဲ့အချိန်မှာစပင်တွေနဲ့ကာလိုက်တာမလို့စော်လေးကချော်လဲသွားပြီးတော့ရှာအောင်ပါချုံးက ံထားရမလို့ကိုနီတောင်းလို့မရပဲဖြစ်နေပါတယ်။အဲ့ချိန်မှာဇန်ဟန်တို့ကပေါ်လာပြီးတော့ဆော်လီရဲ့မီးဆွဲနေတဲ့စပင်းလေးကိုဖယ်ပေးလိုက်ပါတယ်။ဟေး Josh K ယူကာကိုကစတန်ဥစားပဲကွာ။အေးဒါပေမဲ့သူကခိုးရှူကိုတော့တိုက်ခိုက်မယ်မထင်ဘူး။ဒါနဲ့ဒီကောင်မလေးရဲ့စပင်းကိုမင်းဘယ်လိုလုပ်ပါလဲ။အခုကစူမင်းကဇန်ဟန်တို့နဲ့ဖယ်လိုက်တာတွေကိုငါပြန်ဟီးလို့မရဘူးနော်။မသိရင်ပြီးရောပေါ့ကွာ။ငါစပင်းညက်ဆရာမှမဟုတ်တာ။ Josh K ကျွန်တော်ကဲပါအောင်ကျွန်တော်ဘာလို့အောင်လဲယူကာကိုကြောက်နေရတယ်။စာလဲအာရုံမဆိုင်နိုင်ဘူး။၁၆ဝက်ပဲရရင်အင်္ဂလိပ်စာကို။ညှဲလိုက်တာငါတော့မှ30နာမရတယ်ခိုးချီ။စာတော့ကျွန်တော်ကပျော်ခဲ့ရပါဗျာ။ဘယ်မင်းကြီးလေးကမှလာမကြိုက်ဘူးတာဟုတ်။ဒါပေါ်ဒါပေါ်ခိုးချီရအိခ န်စားချက်ကကောင်းကောင်းနားလေရပေါ့ဒါအရင်နားကျင်စရာပဲဒါပေမဲ့ကျွန်တော်သူ့ကိုမကြိုက်ဘူးဆိုတော့ကျွန်တော်ပြောမှဖြစ်မယ်ဗျနေအောင်ခိုးချင်မင်းလိုလုပ်မယ်ဆိုရင် तू ကမင်းကိုအညှိုးထားပြီးတော့ဒုက္ခလိုက်ပေးမှာနော်သူ့ရဲ့စပင်းစတန်ကိုမကောင်းတဲ့နေရာမှာသုံးမချအောင်ဆုံးမမှာနောက် तू မင်းကိုမမောအောင်ရှင်လုပ်ဖို့လိုတယ်အဲ့တော့ငါပြောချင်တာကွာ तू ကမင်းကိုဆွဲဆောင်မှုမရှိအပြင်းကြီးပြီးတော့စိတ်မချကောင်းတဲ့ကောင်လို့ထင်တော့အောင်လုပ်ရမယ်ဟုတ်တယ်အဲ့ဒါဆိုသူလက်လျှော့သွားမှာပဲ Joe's game မင်းတော်လိုက်လားကွာဟမ်အဲ့ဒါဆိုရင်ကျွန်တော်ဘာလုပ်ရမှာလဲပဲမင်းကလေးတည်းညစ်ပတ်တဲ့ဘဲနဲ့မမဘွားရင်းကိုမကြိုက်ဘူးကွာမမဘွားရင်းတော့မလို့ပြရစီနဲ့ကျွန်တော်မိပါဒုက္ခရောက်နေအောင်မယ်အဲ့ဒါဆိုညစ်ပတ်အောင်နေဖို့ကခိုးချင်မင်းဒီနေ့အစားပဲရေမချိုးနဲ့တော့ဟုတ်တယ်မင်းလည်းမသိနဲ့ သွားလည်းမတိုင်နဲ့အတွင်းကမှမလဲနဲ့ကွာနန်ဆောင်နေရဲ့ခြေအေးတွေရှိရင်ပိုကောင်းတယ်အေးပြီးရင်ရှိတိပြနေရာမှာခြိလိုက်ပေါ့အေး तू လုံးဝယုံအောင်မသေးကြဘူးအဲ့ဒါနေမကာရီကိုခိုးရှိမင်းအမြဲတမ်းနှက်ရှိတွဲတော်ဖြစ်နေရမယ်မင်းလိုညက်ပတ်တာရယ်မလို့ချင်ဝင်ဆိုရင်တော့ तू ကမင်းကိုအနာဂတ်မရှိရယောက်ျားလို့ထင်အောင်လုပ်ရမယ်ပူမနဲ့ငါတို့ကူညီပေးမယ်အဲ့လိုနဲ့ညနေကြောင်းစင်းတဲ့ချိန်မှာတော့ဂျိုးစကေတို့ကသူတို့ရဲ့မာအကျန်စီတို့အကောင့်တွေပေါ်ကြပါတော့ဟဲ့ဟဲ့မင်းတိလာခိုးကြီးဆိုရဲကောင်လေကုံစုံစမ်းနေပစ္စည်းတွေခိုးနေဟုတ်တယ်ဟုတ်တယ်အဲ့ကောင်ကခရီးလည်းမတီးဘူးစောက်ကျွေးရလေထူရီရဲ့အကျွေးလည်းပြန်မဆက်ဘူးအေးစာမေးပွဲမှာလည်းခိုးချပြီးတော့မင်းကလေးတွေအတွင်းငယ်တွေကိုလိုက်ခိုးနေရတယ်ပြီးရင်အဲ့ကောင်က ဟေး Joske ငါ့ကိုကြံစီအောင်မင်းလားအေး तू ကခိုးရှူသွားမေးလို့ဟိုကောင်ဟုတ်တယ်လို့ဝန်ခံလိုက်ဇလန်ကပြက်ပြီခိုးရှူက Joske တို့ကကြံစီအောင်မင်းသွားပြီးတော့ယူကာကိုကသူ့ကိုလက်လျှော့သွားပါစီလို့ဆူတောင်းနေပါအဲ့လိုနဲ့ခိုးရှူကအိမ်မြော်သွားပြီးတော့အိမ်မက်ထဲမှာအလင်းအောင်နေတဲ့ယူကာကိုကပေါ်လာမလို့အိမ်မက်ထဲထီကိုလိုင်းတော့ရှိုက်နေလို့တွေးနေပါဒါမဲ့အိမ်မက်မက်နဲ့မဟုတ်ဘဲနဲ့ယူကာကိုကအပြင်းမတကယ်ရောက်နေတာဖြစ်ပြီးတော့ခိုးရှူစပိန်နေနဲ့ဖမ်းချုပ်လိုက်ပါတယ်ခိုးရှူကနာခံမရှိတဲ့ယောက်ျားတယောက်ဖြစ်နေပေမဲ့ကန်ကောင်းတာသူ့စီမှာယူကာကိုရှိနေရဲ့ခိုးရှူယောက်ျားကောင်းတယောက်ဖြစ်အောင်လုပ်ဝေးမယ်လို့ပြောပြီးတော့ယူကာကိုကခိုးရှူစပိန်နေနဲ့ဖမ်းချုပ်ပြီးတော့ခေါ်သွားပါတယ်အဲ့လိုနဲ့ခိုးရှူက Joske တို့ကောင်းမှုနဲ့ဖမ်းခံရပြီးတော့ မှာအင်ဂျင်ရဲ့ကောင်းဆောင်မှာနိုးလာပါတယ်။ဒါပေမဲ့ယူကာကိုကခိုးရှိဘဒုမှာဆက်သွယ်လို့မရအောင်ဖုန်းလိုင်းတွေမှာဖြတ်ထားပြီးတော့အင်ဂျင်မှာလဲပေးထားပါတယ်။ယူကာကိုကခိုးရှိစားဖို့အတွက်မနက်စာကိုတေးချပြင်ဆင်ပေးနေပြီးတော့ခိုးရှိကစမ်းဥစားဆိုတာမသိကြအောင်ဆောင်ပြီးအိစပိန်တွေကဘလို့ဖြစ်တာလဲလို့မေးလိုက်ပါ။ယူကာကိုကဖေဗရူလာတော့အများစင်းနဲ့ပြစ်ခင်ရပြီးတော့အိပါပါကိုရားခဲ့တယ်လို့ပြောလိုက်တဲ့အချိန်မှာခဲချိုလက်ချက်မှန်ခိုးရှိကတီးသွားပါတယ်။အဲ့လိုပါပါရှိရတခြားလူတွေတော့တီးလာလို့ခိုးရှိကမေးလိုက်တဲ့အချိန်မှာယူကာကိုကမသိပါဘူးလို့ပြောလိုက်တာမလို့အခွင့်အရေးအခုနဲ့တိုက်ခိုက်မယ်လို့တွေးလိုက်ပြီးလောလောဆယ်တော့ဟန်မပြတ်နေဘူးခိုးရှိကဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ယူကာကိုကခိုးရှိကိုမစားခိုင်းမနဲ့အင်္ဂလိပ်စာမှာဆက်ချောင်းမဲ့ပဲရရမလို့စား သင်နဲ့စားရမယ်လို့ပြောနေပါတယ်။အဲ့လိုနဲ့ယူကာကဘောဝင်3ခုယူလာပြီးတော့မေကိုတစ်ခုမေးလိုက်ဖြေတစ်ခုရွေးရမှာဖြစ်ပြီးရွေးလိုက်တဲ့ဖြေရဲ့အထဲမှာရှိတာကိုစားရမှာပါ။ယူကာကပထမမေကိုမေးရဲ့အချိန်မှာကိုအီစီကအဖြေမှန်ဘာမှမသိရမလို့ပြီးဆိုပြီးတော့ရှောက်ဝေးလိုက်ပါတယ်။ယူကာကပြောင်းလိုက်ပြီးတော့ကိုအီစီကကန်ကောင်းထောက်ပါဆောင်နဲ့အဖြေမှန်သွားပြီးတော့အထဲမှာရှိနေတာကြောက်ပြုတ်ပဲဖြစ်ပါတယ်။ AO ရွေးမိရင်တော့ခဲပြက်ကိုစားရမှာဖြစ်ပြီး BO ရွေးမိရင်တော့စက်ပြာတော့ကိုစားရမှာပါ။အဲ့လိုနဲ့ဒုတိယမေကိုမှ AO ရွေးမိလို့လုပ်နေတော့ယူကာကမဲနေရမလို့ယူကာကပြောင်းနေတဲ့စီကိုရွေးလိုက်ပါတယ်။ဒါပေမဲ့ယူကာကသိနေပြီးတော့ဂျိုးစကေတို့ပြောတဲ့အချိန်ကိုအီစီကစိုင်းဝဲပြင်ချိတာမလို့ပြစ်ပေးရနေတဲ့အင်းထဲမှာရှိ ရာတွေကိုစားတော့မှာပါအေးမားစာရွက်ဆွပြောင်းနဲ့ဘီမားကညွန့်စာရွက်လိပ်ပဲဖြစ်ပါတယ်ဒီကကောကခိုးအစီကိုကညွန့်စာရွက်လိပ်ခွန်လိုက်တဲ့အချိန်မှာခိုးအစီကငင်းပက်လိုက်ပြီးတော့အိမ်ထဲနေထွက်သွားမယ်လို့ပြောလိုက်ပြီးမယ်ယူကာကိုရဲ့စပင်းတွေကအသက်ဝင်လာပြီးခိုးအစီကိုဆွဲမလိုက်ပါနဲ့ယူကာကိုကခိုးအစီအိပ်ပေါ်နေတော့ခိုးအစီရဲ့ခေါင်းထဲကိုစပင်းတွေခိုးဆိုင်ထားပါခိုးအစီကအခုချိန်မှာသူ့ကိုမုန်းနိုင်ပြီးမယ်ဒီအန်နေထွက်သွားရင်ရောင်ကြောင်ကောင်းဖြစ်သွားမှာလို့ကျေးဇူးတင်နေလိုက်မယ်ခိုးအစီရဲ့ဘဝထဲမှာယူကာကိုလိုမင်းကလေးကိုလိုအပ်တယ်လို့ပြောပြီးတော့ဒီဟာဒီမစားမချေနောက်ထပ်ဘာမှမကြွေးဆိုပြီးပြောနေပါတယ်ဒီဟာဘန်းမေးဆိုင်ဖြစ်ပြီးတော့ຫນွေရီမရောက်မရှိရင်ဘယ်သူမှရောက်လာမှာမဟုတ်လို့ဘယ်သူမှလာခဲ့ဖို့မမျှော်လင့်လဲလို့ပြောလိုက်တဲ့အချိန်မှာခိုးအစီက ောင်းချီးပါပါတယ်အဲ့လိုနဲ့ episode ကတော့ဒီပါပဲပြီးသွားပါတယ်ကျေးဇူးအားပေးတဲ့ကျေးဇူးပါ bro ရေနောက်ထပ် episode မှာတော့ကိုကြီးကယူဟာကိုနဲ့ဘလို့နှစ်ပါးသွားမလဲဆိုတော့ကြည့်ရမှာပါ